ဒီဗီဒီယိုမှာကျွန်မ boundary နဲ့ပတ်သက်ပြီးတော့ပြောချင်တယ်။ and အရေးကြီးတာကကိုက boundary တစ်ခု C တစ်ခုချလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီ C ကို respect မလုပ်တဲ့သူတွေဟာကိုကို project လုပ်လိမ့်မယ်အတင်းပြောလိမ့်မယ်ဓာတ်တွေမြားတွေလှန်နေနဲ့ရောက်လာလိမ့်မယ် and it is very normal so let me take you back အရင်တော့ဆိုလို့ရှိရင်ကျွန်မက client တွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်အင်မတန်ပေးတဲ့သူတယောက် ချိန်တွေလည်းပေးတယ်အင်အားတွေလည်းပေးတယ်အကုန်ပေးတယ် I'm an over giver people pleaser သူတို့ဘာလိုခြင်းလဲမိုးလျာနဲ့မိုးချုပ်ကြိုက်တဲ့အချိန်ကျမ available ဖြစ်တယ်အကုန်လုံးသူတို့လိုခြင်းတများအောင်ကျမဖန်တီးပေးတယ် because အဲ့ဒီလိုမျိုးဖန်တီးပေးတဲ့အနောက်မှာ Arabella ရန်သဘောကောင်းတာပဲ Arabella ရန်စိတ်ထားကောင်းတာပဲ Arabella ရန်ချစ်တာပဲဆိုတဲ့အရာတွေကိုမတိစိတ်ကနေကျမလိုခြင်းနေခဲ့လို့ အနေနဲ့အဲ့ဒီကနေပြီးတော့တဖြည်းဖြည်းကျမသားလေးကြီးလာတဲ့အချိန်မှာကျမကိုကိုကိုစပြီးကြီးလာတယ်။ငါဟာငါ့သားကိုဘလို့လူတယောက်အနေနဲ့ကြီးပြင်းစေချင်တာလဲ။ Well I'm very sure that ကျမသားကိုလူတကာကို like please လို့ပြီးတော့သူပြောချင်တဲ့စကားတွေမပြောမျိုးသိထားပြီးတော့လူချစ်အောင်နေပြီးတော့လူတွေနဲ့အမြဲတမ်း agree ဖြစ်ပြီးတော့လူတွေနဲ့အမြဲတမ်းဝင်ဆန့်ပြီးတော့သူ့ကိုယ်သူသူဘယ်သူမှမသိဘူး။သူဘာလိုချင်မှမသိဘူး။သူဘာပြောချင်မှမသိဘူး။သူ့ရဲ့အမှန်တရားကိုသူမဖော်ပြရတဲ့လူတယောက် ော်အဖြစ်နဲ့ကြီးပြင်းလာမှအောင်ကျမလုံးဝလက်မခံနိုင်ဘူးအဲ့တော့အဲ့ဒါကိုကြည့်လိုက်တဲ့အချိန်မှာငါသားကိုငါဟာတကယ်သူ့ရဲ့အမှန်တရားကိုပြောနိုင်တယ်လို့ express လုပ်ပြနိုင်တယ်သူလူများကို respect ရှိရှိနဲ့စီးချနိုင်တယ်သူ and သူ့ရဲ့အမှန်ကိုမကြောက်ဘဲနဲ့ communicate လုပ်နိုင်တဲ့သူတယောက်ဖြစ်ဖို့အတွက်ငါအရင်စပြီးတော့သူ့ကိုအလုံးနဲ့ဥဆောင်ရမယ်ဆိုရင်ဘယ်နေရာတွေမှာကိုကိုကိုပြင်ရမလဲလို့ကြည့်လိုက်တော့ ချက်ချင်းကြီးမြင်နေတဲ့အရာကကျွန်မ client တွေကို over give လုပ်နေတဲ့အရာအဲ့တော့အဲ့ဒီဟာနေပြီးတော့ကျွန်မက boundary စီစပြီးချတယ်အဲ့တော့ချတဲ့အချိန်မှာကျွန်မဘယ်နည်းဆိုရင်မစပြန်နေဘယ်နည်းဆိုရင်စမပြန်ဘူးဘယ်လိုနေရာတွေဆိုကျွန်မလက်မခံဘူးဘယ်လိုဆိုရင်လက်ခံတယ်ဘယ်လိုမျိုး behavior တွေဆိုကျွန်မ tolerate မလုပ်ဘူးဘယ်လို behavior တွေဆို tolerate လုပ်တယ်ဆိုပြီးတော့အဲ့ဒီလိုမျိုး စီးမြင်းတွေတတ်မှတ်လိုက်တဲ့အချိန်မှာဒါရီကို respect လုပ်တဲ့ကျမရဲ့ client တွေက oh my god arabel ကောင်းလိုက်တာသူတို့လည်းအဲ့ဒါမျိုးကို live မှာ live ပြီး set up လုပ်မယ်လို့ပြောကြတဲ့သူတွေရှိသလိုမျိုးတချို့အုပ်စုကတော်ပြီသူစီဘယ်တော့မှပြန်မသွားတော့ဘူးသူဟာတိတ်စီးပွားရေးဆန်တယ်သူဟာတိတ်ချေတယ်သူဟာတိတ်ကြီးကျယ်တယ်ငါတို့မချစ်ပေးတော့ဘူးငါတို့မလုပ်ပေးတော့ဘူးအဲ့ဒီအတွက်သူစီကိုမသွားတော့ဘူးဆိုပြီး project လုပ်တဲ့လူတွေလည်းရှိတယ် and the thing is that life မှာ အဲ့လိုမျိုးလူတွေအများတန်းရှိနေမှာပဲကျမရဲ့ shadow work ကဘာလဲဆိုတော့လူအချစ်ခံခြင်းလို့ကိုယ့်ရဲ့ဆန္ဒတွေကို ကိုယ့်ရဲ့ရင်မှတ်ထဲမှာ no လို့ပြောနေတဲ့အရာတွေကိုကျမကိုကျမလိန်ပြီး yes လို့ပြောပြီးလိုက်လှုပ်ပေးတာများလာရင်ကိုကိုကိုလိန်တာများလာရင်ကျမကိုကျမဘယ်သူမှန်းသိတော့မှာမဟုတ်ဘူးအဲ့ဒီလိုမျိုးလှုပ်ပါများလာရင်အဲ့ဒီအကျင့်တွေဟာသားကိုလေမတိပဲနဲ့တင်ပေးရရောက်ရင်သူလဲကြီးလာတဲ့အချိန်မှာအဲ့ဒီအခြေအရာတွေလိုက်နေနေမှာပဲ and that's why i decided to set boundaries and အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေ live မှာလေကိုမှာ ပြောချင်တဲ့စကားတွေရှိတယ်မပြောရဘူးကို no လို့ပြောချင်တယ်ဒါပေမဲ့ yes လို့ပြောနေရတယ်ကိုညင်းချင်တယ်ဒါပေမဲ့ဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောနေရတယ်ဘာကြောင့်လဲဆိုတော့လူတွေကပြောတာပဝင်းချင်တဲ့လက်ရောညီထွေးမှုရှိရမယ် see the thing is that ကိုရဲ့ပဝင်းချင်ဟာကိုဖန်တီးလို့ရတယ် ကျမရဲ့ပတ်ဝန်းကျင်ဟာကျမဖန်တီးထားတာဖြစ်တဲ့အတွက်အနီးနားမှာရှိတဲ့ပတ်ဝန်းကျင်အလူတွေဟာကျမ boundary set လုပ်လို့သူတို့ offend မဖြစ်ဘူးသူတို့စိတ်မဆိုးဘူးသူတို့ကျမကိုအတင်းမပြောဘူးအနောက်ကနေပြီးတော့ back step မလုပ်ဘူးဒါပေမဲ့ကျမကို project လုပ်တဲ့သူတွေသူစီမသွားတော့ဘူးသူတင်တဲ့နေမတက်တော့ဘူး तू ကတိတ်ချီတယ်လို့ပြောတဲ့သူတွေဟာသူတို့လိုချင်အောင်မရတော့တဲ့အချိန်မှာဒီမြားတွေနဲ့ပြစ်လာကြတာ and it's okay i'd rather be against the whole world than my own soul အန်အခုကြည်နေတဲ့သူတွေရောကိုကိုကိုလိမ်မလားကိုရဲ့အမှန်တရားကိုစပြီးတော့ဒီနေ့ကနေစပြီးပြောလာတယ်ဆိုလို့ရှိရင် and ကိုရဲ့အတွင်းမှာရှိတဲ့ shadow တွေကို dissolve လုပ်လာတယ်ဆိုလို့ရှိရင်တော့ကိုရဲ့ life မှာဘလောက်များပြောင်းလဲသွားနိုင်မလဲ just a thought for you to think about